ကိုကြီးဆိုရဲ့မိဆွေငယ်ချင်းများချမ်းမြေတာရှိကြပါတယ်เนาะကိုကြီးဆိုချိန်လေးຢာတော့လေးပေါ့เนาะ likely တစ်ချက်လွှင့်ပေးမယ်အဲ့ဒါဘာလဲဆိုတော့ဂျန်ဟက်ဘတ်ကတို့ရှစ်ထိပ်စီဂျန်ဟက်ဘတ်မှာရှစ်ထိပ်စီကောင်းကောင်းရခဲ့တယ်ပေါ့เนาะဒါပေမဲ့ရွေးချယ်တော့လဲလွဲတယ်အဲ့လိုဖြစ်နေပါဘောနော်ဘလို့ကစားခဲ့တာလဲဆိုတော့အဲ့အဲ့ဒါကဟိုနှစ်ပင်ပေါင်းကစားတာနော်ပရမဘတ်ကချစ်ချစ်စီကြာရင်ဒီဘတ်ဘာထိုးရမလဲဆိုတာလေးရှိတယ်ဘောနော်အဲ့အဲ့ဒါလေး ਨੇ ဆိုတော့ဒီဥစားလေးကရှစ်ထိပ်စီလေးကကြာသွားတဲ့ခါတို့ဆက်ထိုးရမယ်အားလေးကိုပြချင်တယ်ပေါ့နော်။ဘယ်ဆောင်လဲဆိုတော့ဒီမှာအဲတို့ဒီကဆမယ်ပေါ့နော်ဒီမှာ၄၄၆၈ဆိုတဲ့စီနီယာအပြေးလေးပေါ့။ဒါဒီ၄၆၈ဆိုတဲ့စီနီယာအပြေးကသူအမှန်ဆိုမဆုံးစီနီယာကိုအပြေးရိုက်ထားတဲ့ line ပေါ့နော်ဒီမှာသူ့ မှာ2ရှိတယ်4ရှိတယ်6ရှိတယ်8ရှိတယ်ပုံများရှိတယ်အင်း4 6 8ပုံများဆိုတော့အပြည့်ပြည့်ထားတယ်လားဒါမှဒီ4 6 8ကိုပဲ तू ကသုံးပင်ကစားတာပေါ့နော်သုံးပင်ကစားတော့အဲ4 6 8ကဘယ်လိုကစားခဲ့တာလဲဆိုတော့ဒီ4ဆိုတဲ့ထိပ်စီတစ်လုံးဒီလိုကြားဖို့ကို तू ကသူ့ပုံမှာ4ခွေပြီးမှအဲ4ထိပ်စီကကြားတာကြားခဲ့တာပေါ့နော်ဒီမှာ6ရဲ့5ရဲ့3ရဲ့4ခွေပြီးမှ4ထိပ်စီကြားတာပြီးတဲ့အချိန်မှာလဲ तू ကဒီဘက်ကို4ဆိုပြီးတော့ ဒီဘက်ကိုဖြတ်ပြပြီးတော့လည်းကစားခဲ့သေးတယ်ရှစ်ခေငါးတက်လေးပေါ့နော်ဒါဆိုရင်ဒီ6ထိပ်စီကြတော့လဲဆိုတော့သူက6လို့ခွေပြီးမှအဲ6ပါကြာတာသူကဒီလိုမျိုးလာခဲ့တာပေါ့နော်6ဆိုပြီးမှကြာတာအဲ6ကလည်းဒီဘက်ကိုဖြတ်ထွက်ပြီးတော့သူက6လို့သူကကစားခဲ့သေးတာပေါ့နော်သူဘယ်လိုကစားလဲဆိုတော့အဲဒီလို6ပေါ့နော်6ရဲ့၃ညရဲ့ ဒုံညာ6ဘောဒီလိုကစားခဲ့တာပေါ့နော်6ပြည့်မဲ့၄ထိပ်ပြည့်မဲ့၄ထိပ်ကြီးကစားရတယ်ဒီမှာ၄လို့ဒီဘက်ကိုဆန်တယ်6ပြည့်ပြည့်မဲ့6ထိပ်ကြီးကစားရတယ်ဒီဘက်ကို6လို့ပို့တယ်ပေါ့နော်ဒီမှာလည်း၈ကြာတော့လေအဲ့လိုပဲ၈ပြည့်ပြည့်မဲ့သူက၈ထိပ်ကြီးကစားခဲ့တာပေါ့နော်ဒီ line လေးကကြံခဲ့တဲ့ member တွေကိုဒီဒီ line လေးပဲပေးတာပါပဲနော်၈က၈လို့ကြာကြာပြီးတော့ဒီဘက်ထဲမှာလည်းသူက၈လို့ဒီဘက်ကိုဆန်ပြီးတော့ကစားတယ်ပေါ့ဒီလိုမျိုးသွားခဲ့တာပေါ့နော်ဆိုတော့ အဲ့ရဲ့468ဆိုတဲ့ပြေးလေးကဒီဘက်မှာလဲဆက်ကစားနေတာပေါ့နော်ဆိုတော့အမှန်ဆို तू က၄လို့ဖြစ်လိုက်တာ तू ဘေးမှာ2ကနောက်ပိတ်တွေလိုက်ထည့်တယ်468မှာ2နောက်ပိတ်တွေထည့်တယ်ထည့်တဲ့အချိန်မှာဒါဒါတွေကဟိုပူဆောင်လေးပြတာပေါ့နော်ဒါဒါကနောက်နောက်ထပ်အနည်းကစားမှာပေါ့ဒီ6နော်၄နဲ့နဲ့နဲ့ပေါင်းတဲ့6အဲ့6ကဒီ6ကိုလမ်းပို့တယ်လို့လဲယူလို့ရတယ် तू ကအဲ့6ကဒီမှာ6လို့ထောက်ပြီးမှပို့တာဗျ तू အမှန်အဲ့လိုပဲ तू ကဒီမှာဒီလို8ပေါ့နော်6ပြီးတော့8 ဲ့ရှစ်ကလည်းဒီရှစ်လို့လမ်းပို့တယ်လို့ယူဆလို့ရတယ်အဲ့ရှစ်ကလည်းတို့ဒီမှာနောင်လုံးပေါင်းရှစ်ဖြစ်ပေါ့ဒီမှာအရှစ်ကနေခဲ့တာပေါ့နော်အဲ့ဒါဒီရှစ်နဲ့နှစ်နဲ့ပေါင်းတဲ့၃ညအဲ့၃ညကလည်းတို့ဒီမှာ၃ညလို့ဖြစ်တယ်ပေါ့နော်အဲ့၃ညကလည်းဒီမှာနောင်လုံးပေါင်း၃ညထောက်ပြီးမှပို့တယ်၃ညပေါ့ဒီလိုမျိုးသွားတာပေါ့နော်အဲ့တော့တို့က6 8 3ညဆိုတဲ့ဟာရှိတယ်ပေါ့နော်6 8 3ညကို3ည6 8လို့လည်းသူကဒီဘက်မှာတင်ကစားတယ်ဒါလည်းဒါလည်းဒါလည်းကြံခဲ့ဘက်ကလည်းဒီအကုန်လုံးပြခဲ့ပြီးသားပေါ့နော်မှန်ပါတယ်ဒါကြံခဲ့ဘက်ကပြတယ်ဒါပေမဲ့ကဏန်းကတော့ ရွေးတာမှားတယ်ရှစ်ထိပ်စီကတော့မှန်တယ်ဗောနော်3986ဗော6 8 3986ဘောရောင်းမြန်3986လို့ဆိုဒီလိုပြေးတယ်ဗောနော်အဲ့လိုပြေးထားလေးတွေရှိတယ်အဲဒါတော့ဒီမှာကစားချင်တာက468ဆွဲအပြည့်ကိုကစားချင်တာဗောနော်ဒီမှာ468ဆွဲအပြည့်ငါ့ရဲ့468ကလည်းပုံမှန်468တွေနဲ့ကစားခဲ့တာဗောဆိုတော့အဲ့468ကဘာမှကစားလဲဆိုဒီမှာပြန်ပြီး468လို့နေတယ်ဗောနော်ဒီခုတိုင်မြန်တိုင်းလေးပဲ6ရှိလို့ဆိုတော့တင်မဲဆိုပြီးဒီလိုမျိုးကျန်ရတာကစားတယ်ဗောနော် ကစားတော့သူကကစားသွားတာပြေးသွားတာပဲเนาะဒီမှာ၄ဒီမှာ၆ဒီမှာ၈ပေါ့เนาะအဲ့လိုပြေးအဲ့လိုပြေးဖို့အဲ့၄၆၈ပြေးဖို့ကိုဒီဘက်မှာလေ၄၆၈လို့သူကထောက်ပြီးมาပြေးတာပေါ့ဒီလို၄ပေါ့နော်ဒီလို၆ပေါ့ဒီလို၈ပေါ့၄၆၈လို့ထောက်ပြီးมาအဲ့၄၆၈ကပြေးခဲ့တာပေါ့เนาะ၄၆၈လို့ဒီမှာပြေးခဲ့တာအဲ့အဲ့ပြင်ဦးမှာ तू อ่ะအဲ့၄၆၈ကို ောက်တော့၄၆ရှစ်အထောက်တွေရှိသေးတယ်ပေါ့ထားလိုက်တော့ခုခုကစားချင်တာကအပြန်ပြန်လှန်လှန်လေးကိုကစားချင်တာဒီမှာ၄၆၈ကိုနော်၈၆လေးလို့ပြောပြီးမှ तू ကလာပြီးတော့တည်ပေးထားတာရှိတယ်ဒီမှာ၈အဲ့၈ကလည်း तू ကအဲ့၈ကလည်း तू ကဒီပုံမှာ၈လို့တင်ပြီးမှနော်ဒီမှာ၈လို့ तू က ဒီဘေးဘေးကိုလာချထားတာပေါ့နော်သူကဒီငားရဲ့ sorry ဒီလိုရှစ်လို့တင်တာဟိုကကြာကြည်ဆုံးကជីနေနော်ဒီရှစ်လို့တင်တယ်တင်မှတ်ဒီငားရဲ့ဒီငားရဲ့ဒီရှစ်ရဲ့ရှစ်လို့တင်ပြီးတော့ပစားရလိုက်ပေါ့နော်ဒီမှာလည်းသူကဒီ6ပေါ့လေး6 8ကိုသူက6 6လေးလို့သူကဒီလိုပြန်တည်ထားတာပြင်သူထူးခြားကြလေးပြန်နော် ဒီ6ကလည်းဘလို့6တယ်လဲဆိုတော့သူကဒီ6ကလည်းသူဒီမှာ6လို့လာသေးတာပေါ့နော်ဒီမှာ6လို့လာသေးတာအဲ့လို6လို့လာပြီးမှသူကဒီလို6လို့လေခဲ့သေးတာနော်သူသူ့လိုပဲဒီမှာလည်းဒီ၄အဲ့၄ရတယ်တို့ဒီမှာ၄လို့တည်တယ်ပေါ့နော်အဲ့၄ရတယ်တို့ဒီမှာ၄လို့သူကဒီလိုမျိုးလောက်ထားတယ်ဆိုတော့ ဒီရှိချောင်းလေးလေးချောင်းရှိအပြေကဒါကောင်းနေပေါ့နော်။ဒီရလေးမဟုတ်ဘူးနော်။အဲ့ဒါအဲ့ဒါလေးကနည်းနည်းခုနခွန်ခွန်ခွန်တုံးရတဲ့ချင်းတူတာနဲ့တော့ရေးလဲမိတာ။အဲ့ဒီဥပဒေကစားချင်တာသူတို့ရဲ့သူ့ရဲ့ထူချာချက်ကဘာလဲဆိုတော့အဲ့ဒီ 6 8ကဒီဒီ6 8ကဟာနော်6 8တွေ6 8တွေကလာအဲ့ဒီမှာလည်း6 8လို့ထောက်မှာဒီမှာ6 8လို့ထည့်တယ်ပေါ့နော်ထည့်တဲ့အချိန်မှာလည်း तू က6နဲ့ထည့်တာဗျ6 8ကိုဒီမှာ6 6ဒီလိုပြောင်းရပြန်ထားတဲ့နှစ်ခုကိုဖြတ်ထားတာလဲဆို30ဖြစ်ချင်းဖြတ်ထားတာ30ဖြစ်ပြီးမှ6 8ကို6 6လေးလို့ဖြစ်တာနော်ဒီမှာ30လဲ30ဖြတ်တယ်ပေါ့နော် 10ဖြစ်ချင်းဖြတ်တယ်ပြီးတော့ဒီမှာ10ဖြစ်ချင်းဖြတ်တယ်အဲ့လို10ဖြစ်ချင်းသုံးခုချက်ရိုက်ပြီးမှအဲ့10ဖြစ်ချင်းမှာခွာပြီးတော့4 6 8ရဲ့6 6 4ရဲ့လို့ဖြစ်တယ်အဲ့တော့ဒီဇောင်း10က10လို့ထောင်ပြီးမှဒါကုနာတရားပြရမှာပေါ့နော်ဇောင်း10က10လို့ထောင်ပြီးမှဒီ4က4ထည့်လို့ကြားခဲ့တယ်အဲ့4ရဲ့ဒီဘောကလာတဲ့4တွေပေါ့နော်ဒါဆိုဒီဇောင်း10ရလဲဒီမှာ10လို့ထောင်ပြီးမှသူကအဲ့ဒီ6 6ထိပ်ရာဒီဇောင်း6ခါဒီမှာ6ထိပ်လို့လာလာကြအဲ့6ထိပ်ဆိုတော့ဒါဆိုရင်ဒီဒီဒီ6ကเนาะဒီဇောင်း6ကလာတယ်6ပေါ့เนาะဒီ10ရာလိုက်ဒီမှာ10လို့ထောင်နေပေါ့10လို့ထောင်ပြီးခံမှာသူကဒီ6ထိပ်ကိုကြာတာပေါ့เนาะ ဒီရှစ်ဒီရှစ်တွေကိုကြားတာဆိုတော့သူဖြတ်ထားတာကဒီ30 30 30က4 6 8ကို8 6 4လို့ဖြတ်ထားတာလောက်ထားတာအဲ့ဒါကို30 30လို့ဖြတ်တယ်30ထောင်ပြီးရဲ့အချိန်မှာ4 6 8တော့ကစားသွားပြီအဲ့တို့8 6 4ရကစားမလာဘူးဘယ်လိုကြောင့်လဲဆိုတော့ဒီ8ကဒီမှာ8တင်တယ်ဒီလို8ခွေမှာပေါ်ဒီမှာ8ထိတ်8ကားလို့ကြားခဲ့တာပေါ့နော်8ကားလို့ကြားခဲ့တာသူက4 6 8နဲ့8 6လေးပြန်ပြန်လန်လန်ပေါ့8 ဒီမှာ6ခါရေးလဲပေါ့နော်တို့ဒီမှာလေးလို့ဖြစ်မယ်တို့တို့ဒီမှာပေါ့နော်ဆိုတော့ဒီ6ခါလဲဒီလို6တင်တယ်ဒီလို6ခွေပြီးမှဒီမှာ6ခါလို့ကြားခဲ့တာဒါဆိုရင်တို့ကဒီ4ခါလဲဒီလို4ခွေတယ်ဒီမှာ4ဖြစ်ပြီးမှ4ခါလို့တို့ထည့်ချင်တာ6 6လေး4ဒီ6 6ကိုပြန်ပြန်လန်လန်အဲ့လိုရိုက်ချင်တာဆိုတော့ဒါဆိုတို့ကဒီမှာ4ခါဆိုတာလေးကိုဒီဘက်ကစားမှာပေါ့ခြံခဲ့တဲ့ဘက်ကတော့ဟာ ဒီရှစ်ထည်စီရခဲ့တဲ့ line တွေပေါ့နော်ဒီလို၄ခွေမှ၄အဲ့လေးကဒီလို၄ဖြစ်တယ်ဒီလို၆ခွေမှ၆အဲ့၆ကဒီလို၆လို့ဖြစ်ခဲ့တယ်၈ခွေမှ၈အဲ့၈ကဒီလို၈ဖြစ်ခဲ့တယ်အဲ့၄၆၈ကဒီမှာ၄၆၈လို့ လေတဲ့ချိန်မှာ၄၆၈လောက်ထောက်ပြီးတယ်။၁၀ဆောင်းဖြတ်ပြီးမှ၁၀ထောင်းပြီးမှအဲ၄ရဒီ၄ရဒီ၄ပို့လာ။ဒီ၁၀ဆောင်းဖြတ်က၁၀ထောင်းပြီးမှဒီ၆ကဒီ၆ပို့ခဲ့တာပေါ့နော်။ဒီ၁၀ဆောင်းဖြတ်ကဒီမှာ၁၀ထောင်းပြီးမှဒီ၈ကဆောင်းရှင်ကဒီမှာ၈လို့ပို့ခဲ့တာ။အဲ့ဒါကိုအဲ့ဒီ၄၆၈ကိုသူက၈၆၄လို့ပြန်ပြီးတော့ပြန်လန်လုပ်ထားတယ်၁၀ဖြတ်တဲ့နေရာမှာ။အဲ့ဒီ၈ကလည်းဘလောက်ကောင်းလဲဆိုဒီ၈ကဒီမှာ၈လို့တင်တယ်ပြီးတော့ဒီလို၈လို့ဖွေပြီးမှ၈ခါလို့လာထည့်တာပေါ့နော်။ဒါဆိုဒီ6ကလည်းဒီမှာ6လို့ခွေတယ်ဒီလို6ပြည့်ပြီးမှ6ခါလို့လာထည့်တာပေါ့ ။အဲဆိုတော့ဒီလေးကလည်းဒီလိုလေးခွေတယ်ဒီလိုလေးလို့ဖြစ်တယ်ပြီးမှလေးခါလို့လာပြီးထည့်ရမှာပေါ့နော်။ဆိုတော့အဲ့မှာအခုဆိုဘာလုံးကလေးဆိုတော့အဲ့ဒီခဏလေးပေါ့နော်။အဲ့ဒီလေးခါလေးကိုသူကဘယ်လေးတစ်ခုနဲ့ဘယ်လေးတစ်ခုနဲ့အစားလိုက်ခြင်းနေပေါ့နော်။အဲ့ break ကဘာလဲဆိုတော့ तू ကဒီ30ရဲ့နှက်ခတ်ခွန်လို့ဒီမှာရိုက်သလားပေါ့ဒီလိုတွေးမိတယ်ပေါ့နော်။လို့ခွန်လို့ရိုက်လို့ အဲ့ခွန်လို့ရိုက်လို့ဒီခွန်ဘရိတ်ကိုပေးသလားပေါ့နော် sorry ကိုဒီဒီမှာဒီခွန်ဘရိတ်ကိုပေးသလားပေါ့နော်ဆိုတော့ပြေတော့ပြန်ဒီ30ရက်ခါဒီလိုခွန်ခွေးမှာဒီခွန်ဘရိတ်ပေးရလားပေါ့နော်ဒီမှာလဲ30နော်30ရက်ခါကခွန်ခွေးရဲ့30ထောင်းနဲ့ဆယ်ဆယ်ပို့ရခွန်ခွန်ပို့သလိုမျိုးပေါ့ဒါနောက်ခါလေးပို့နော်ဒီ30လေးမှာ30ထောင်းထားတယ်30ရက်နောက်ခါကဒီမှာခွန်လို့ကြားထဲမှာဖြည့်တာပဲဖြည့်ပြီးမှအဲ့ခွန်ကဒီမှာခွန်လို့ ဒီလိုခြားသလားပေါ့ဒါဆိုရင်ဒီမှာလဲ30က30တင်ပြီ30လက်ခါလဲဒီမှာခုံလို့လဲတစ်ခါထပ်ရိုက်ထားပြောဟိုဒီမှာ comprimer ဆင့်မလားပေါ့ဒါတော့ယူဆချက်ပေါ့နော်ဒါဆို၄ခါနဲ့ comprimer ဆိုတာလေလာတာပေါ့နော်အဲ့လိုဆိုရင်၄ခါနဲ့ comprimer လို့ကျွေး10ခွလိုင်းရပါပြီပေါ့နော်10ခွလိုင်းဖြတ်တယ်ဆိုတော့အဲ့10ခွလိုင်းကိုတို့ဒီမှာသူ့ရဲ့ဓာလေးနဲ့ဓာတာတော့ယူဆချက်ပေါ့နော်နိုင်ရမှာမယ် အားရမှာပေါ့နော်တို့ဒီမှာက6 6ကိုအဲ့လိုတို့ထောက်တင်နဲ့တည်ပြီးတဲ့အချိန်မှာဒီ၄နဲ့သူ့နောက်ကနှစ်နောက်ပိုင်းနဲ့ပေါ့ပေါင်းတာ6အဲ့6ကဒီ6လို့ပို့တယ်အဲ့6ကတော့နှလုံးပေါင်း6ခံပြီးမှပို့တာပေါ့နော်ဒီ6နဲ့နှစ်ပေါင်းနဲ့8ကဒီမှာ8ထိပ်ပို့တယ်ပေါ့အဲ့8ထိပ်ကလည်းနှလုံးပေါင်း8ဖြစ်ပြီးမှရှစ်ခဲ့တာပေါ့နော်ဒါဆိုဒီနှလုံးပေါင်း10ကလည်း10လို့ဒီကိုပို့အဲ့မှာလဲနောက်နောက်မောင်း10ထောက်ပြီးတော့10ပို့ခဲ့တာပေါ့အဲ့တော့ဘာကစားမယ်ဆို6 8 30ဆိုတဲ့ line ရှိတယ်အ68 30ကလည်းဒီ4 6 8 6လေးပြအပြန်ရိုက်တယ်လို့ပဲ68 30ကလည်းတော့ဒီမှာ30 6 8လို့ဟိုကတင်တင်ထားတာရှိတယ်ပေါ့နော်အဲ့ဒီ30 6 8 30ဒီကအဲတော်တော်များများလဲအပေါ်ဘက်မှာရှိတယ်ပေါ့နော်အဲ့ဒီပြန်တော့နည်းနည်းမရှိမှာဆိုတော့အဲ့ဒီ68 30 line မပြတော့ဒီအထောက်လေးလောက်ပဲဒါဒီ68 30 line ကဟိုဒီမှာ တို့ခွန်ကြောင့် complete ဖြစ်တဲ့အချိန်မှာ16ရှစ်လို့ပြန်ပြီးနေသလားပေါ့နော်16ရှစ်ကတော့ဒီမှာဒီလိုမျိုး10ဒီလိုမျိုး6နော်ဒီလိုမျိုးဟော sorry ဒီလိုမျိုး8ဒီလိုမျိုးဘလို10ဒီလိုမျိုး8ဒီလိုမျိုး6လို့မြန်ပြီးမလားပေါ့အဲ့လိုဆိုရင်လည်းသူက senior လေးသွားကြနေရလေးတွေ့တယ်ပေါ့နော်ခွန်6 5လို့ကြားတယ်ဘာကြောင့်လဲဆိုတော့ဒီမှာ3နှစ်တည်းဖြစ်ထားလို့ပေါ့နော်ဆိုတော့ဒီ frame နဲ့ဒီ line လေးက စဉ်းစားလို့နားခေါင်းတယ်ပေါ့ကိုကြီးကြိုက်တာကတော့လေးခါနဲ့အဲ break ခွန်ပေါ့နော်လေးခါနဲ့ break ခွန်ကြိုက်တယ်ဒါပေမဲ့ငါးထိပ်ကလေးတို့ရွေးလိုက်လို့ရှိရင်ငါးလေးရှိတို့ဖြစ်သွားမှာပေါ့နော်ဒါဒါကတော့အာလေးရှိဆိုလဲဒီ4 6 8နဲ့ပတ်သက်တဲ့ဒီ4 4 6 8နဲ့ပတ်သက်တဲ့ကစားချက်တွေကဒီမှာရှိထားတယ်ပေါ့နော်ဒီမှာတို့လေးတို့ဒါဒီနှစ်ထဲမှာ4 4နောက်ပိတ်လို့စထွက်လိုက်တဲ့အချိန်4နောက်ပိတ်လို့စထွက်တဲ့အချိန်မှာ तू ကသူ့တိုင်ပင်အတိုင်း4 6 8ဆိုတဲ့အပြီးတွေကကစားတယ်ပေါ့နော်ဒီမှာ ာတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်ချားတာနဲ့6เนาะသူကတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်ချားတာနဲ့8 4 6 8ဆိုတော့အပြည့်ရကစားတယ်သူဆိုတော့ပထမ4ဆက်တက်တာဒီမှာ4 6 8ကိုသူအမြင်မှလေးကစားသွားတယ်ဒီမှာ4တခါထပ်ထွက်တယ်4ကနေပြီးတော့4 6 8ဒီမှာ2ပင်ကျော်တော့ねเนาะဒီ3ပင်ကျော်ယူရမှာ4ပေါ့တပင်2ပင်3ပင်ကျော်เนาะဒီလိုယူလိုက်မယ် ါဆိုတော့တပင်းနှစ်ပင်းသုံးပင်းကျော်ဒီဟာလေးနဲ့ဆက်ယူမှာဒါတော့စိတ်ကူးရင်ပေါ့နော်အဲ့ရှိကဒီမှာ၈เนาะဒီမှာ၆ဒီမှာ၄အဲ့၄၆၈တွေရတယ်ဒီဘက်တွေရတယ်အပြေးတွေရှိတယ်၄၆၈ဘောလာလည်း၄၆၈ပေါ့ဒါတော့စိတ်ကူးရင်ပေါ့နော်ဆိုတော့ဒီ၄ခါနဲ့ break ခွန်လေးကိုဥပစာကြိုက်တာတော့ငါးလေးရှစ်ကြိုက်တယ်ပေါ့နော်တခြားတင်းနေလေးတို့ကလည်းကောင်းပါတယ်ဆိုတော့ဒီဟာလေးကဒါအတူမှတခြား အထောက်တွေတော်တော်များများရှိသေးရေပေါ့နော်ဒါပေမဲ့မျက်စိရှုံမှဆိုလို့ဆိုတာမပြတော့တော့ဒီရတန်းလေးရှင်းရှင်းလေးကောင်းတယ်ပေါ့နော်ဒါလေးပြန်ကြည့်လိုက်မခါတော့ပြန်ကြည့်လိုက်တယ်အောင်လေးရှင်းသွားလိမ့်မယ်သူက၄၆၈ကို၈၆၄လို့ပြန်ပြီး တဲမှာအဲ့ဒါဒီမှာရိုးရှင်းရှင်းလေးရဲ့4 6 8ကိုဒီမှာ8 6လေးလို့ပြန်တည်ထားတယ်သူ့ဖြတ်ထားတာ30 30 30ဖြတ်ထားတယ်အဲ့နှစ်ခုပြန်ထွက်ဖို့အရေးမှာ30ထောင်းပြီးမှ4နဲ့ရှင်းတယ်ပြောတယ်30 30ထောင်းပြီးမှဒီမှာ6နဲ့ရှင်း6နဲ့ထွက်တယ်ဒါလို့30က30ထောင်းပြီးမှတော့8နဲ့4နဲ့ပြောတယ်အဲ့တော့4 6 8က8 6 4ဆိုဒီ၄ခါလေးတော့ကိုဆိုကြိုက်နှစ်တက်တယ်ပေါ့နော်ကဲဒါဆိုရင်အားလုံးကံကောင်းကြပါစေနော်ဒီအတော့ကတော့ဒီဟာလောက်လေးပဲကိုဆိုတာဒီဟာလေးနဲ့ပဲ အဲတင်းချင်တယ်နော်လိုင်းကလည်းတိတ်မကောင်းတာရဲ့ဥပ္ပိုလ်ချမကြီးကလည်းတိတ်မကောင်းတာရဲ့ကြောင့်ပေါ့နော်ဥပ္ပိုလ်ရှိပါအချင်းပြေပဲဖြစ်ဖြစ်နော်ဖြောင်ပြေမှုတစ်ခုဖြစ်ကြည်ဖို့ပဲဖြစ်ဖြစ်အဘဝင်ချင်လို့ရှင်ပေါ့နော်ကိုစိတ်ကူးလေးနဲ့ကိုကွန်ပျူတာကိုပြရတဲ့လိုင်းဒီမှာကစားလို့ရတယ်ရှို့လဲအဲ့ဒါနဲ့ပေါက်တာရှိတယ်ပေါ့နော်ဟိုဒီဥပ္ပိုလ်ရွေးတာတော့လွဲနေတာပဲနော်အဲ့ဒါတော့ကျော်ပြပြောပြရသည်ကိုယ့်ကိုယ်ကိုရွေးချယ်ပြီးတော့ဒါထိုးလို့ရတယ်ပေါ့နော်။နံပါတ်ဝင်ရင်တော့ဒီဖုန်းနံပါတ်ခေတ်နဲ့ဝင်လို့ရတယ်။ KBWB ပေါ့နော်။ ဒလားဆောင်တကောင်းပေါ့နှစ်ပတ်စာပေါ့နော်ကဲအားလုံးခံကောင်းကြပါစေခွေးဆိုးဒါကျမကြီးလည်းတင်မကောင်းတော့လိုက်သိမ့်ကြပါနော်အားလုံးခံကောင်းကြပါစေအရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေကြပါစေနော်